ဒါကမှဒိုလင်ဂိတ်အစ်စ် အရင်တစ်ခေါက်ကဝါသားဝိတ်ကဲကိုဒိုလင်ဖန်နဲ့ဆိုးတဲ့နဲ့တော်လိုက်တာဗန်နာကတူတာလဲဘာဆိုင်လို့လဲဆိုတာပြလိုက်ကြပါဘာပဲပြောပြောမန်တီဖြစ်စေမာတီဖြစ်စေအခုကျွန်တော်ပြောပြမဲ့ဂိမ်းကဒိုလင်ကိုမှလောအစ်စ်ဖြစ်ပါထိုဂိမ်းကတော့ Sword of Justice ဆိုတဲ့ဂိမ်းဖြစ်ပါဒီဂိမ်းကို Net Easy Company ကပဲထုတ်လုပ်ထားတာဖြစ်ပြီးတော့ဒီဂိမ်းက China မှာထွက်ထားတာတော့ကြားနေပါပြီ ဂလိုဘယ်ကိုတော့နွယ်ပါ9ရင်းနှောင်းမှထွက်လာပါဒါပေမဲ့စားထက်တုံးကဆော်လို့တော့မရသေးပါဘူးကျူတော်လို့ရအောင်လှုပ်ပေးထားတဲ့အဆင့်ပဲရှိပါသေးတယ်အခုဆိုရင်နွယ်ပါခနေ့ရင်းနှင်းမှာစတဲ့ဆော်လို့ရနေပါပြီ PC အတွက်ကလည်းနွယ်ပါခနေ့ရင်းနှင်းမှာ လာမလို့ပြောထားတဲ့အတွက်အခုလောက်ဆိုရင်ရနေလောက်ပါပြီဒုံလင်ကဲအဆင့်လို့ဘာကြောင့်ပြောတာလဲဆိုရင်ဒီကိကဝမ်းလင်နဲ့ကောလက်လုတ်ဖူးတဲ့ဂိတ်တစ်ခုဖြစ်ပြီး Fire Wing မြစ်ဆိုရယ်လဲနွေပါ14ရက်နေ့မှာလာမှာဖြစ်ပါတယ် ဒါကြောင့် gain တစ်ခုလုံးက dolphin fan နဲ့မကြန့်ဘူးဆိုရတာမှစာစောကြည့်တယ်မှာ gameplay က open world ဆိုပေမဲ့ mission တွေလောက်တိုက်ချမ်းတွေစု level မြင့်လာရင် multiplayer တွေနဲ့ open world ထဲမှာအကုတ်စုပြီး solo ရပါတယ်ကိုကြိုက်တဲ့ character ကိုစိတ်ကြိုက်ပြုပြလို့ရတယ်လို့သူပေးထားတဲ့အတိုင်းသုံးမဲ့ဆိုရင်လည်းအဆင်ပြေပါတယ် character design တွေကများလာကြောင်းကိုထိုင်နဲ့ကိုက်ညီမဲ့ဟာကိုယူယုံပါပဲတတိပေးချင်တာတစ်ခုကပူရွေးတဲ့ raw နဲ့ ဂိတ်တဆဆောရမှာဖြစ်တာကြောင့်ကွာတာရွေးမဲ့နေရာမှာတေချာရွေးဖို့ပြောချင်ပါတယ်။ကျွန်တော်ခဏလေးစမ်းစောကြည့်ရတော့ကတော့ main story မှာကမာတီပလယာတွေအကုန်လုံးကိုမြင်နေရပါတယ်။ဒါကတော့ဂိတ်တန်းရဲ့ဂိတ်စားထွက်တာနဲ့ error လားမသိပေမဲ့ခဏလာနဲ့ဆောတဲ့သူများတယ်ဆိုတာကိုတော့လက်ခံမိရဲ့ဝိုင်းလိုင်းနဲ့တောင်ကိုလဲလှုပ်ဖူးတာဖြစ်တာကြောင့် China Dolly Movie ကြီးထဲက Quieter တွေနဲ့ Call လုံးနိုင်ခြင်းအမြင့်ဆုံးဂိတ်လေးဖြစ်ပါတယ်။ဥပမာဆောင်ရန်တို့လိုပေါ့။ဒါကကျွန်တော်အထင်ပြောတာပါ။ ဆိုတော့ထွေထွေထူးထူးပြောတော့အခုပဲ Play Store မှာတော်တောင်းပြီးတော့စတဲ့ search ကြည့်လိုက်ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ China Dollar နဲ့ပတ်သက်တဲ့ဂိမ်းတွေမူဝီးတွေကို booster အနေနဲ့အမြတ်တင်ပြနေတဲ့ကျွန်တော် channel ကို subscribe လုပ်တော့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့ FD ရဖြစ်ပါတယ်